ဲ့ဒါနဲ့ကန်းဆောင်တက်ကကိုထင်ပြပြီးတော့တဲ့ပုံမြင်ဆိုတော့လေကိုထင်ပြပြီးတော့ရှင်ကလေးမြင်ပါလို့တာဟာကျွန်တော်ချစ်တဲ့ရှင်မာလေးဒီထဲမှာရှိတယ်ဒါကြောင့်မို့လို့ပင်လေကြီးဒီဖုံးလေးလို့မမြင်ရလို့ပင်လေကြီးဒီကုံသွားအောင်ကျုပ်ဒီလိုလုပ်နေမင်းမဖြစ်နိုင်ဘူးတော့တဏှာလုံးလို့တဏှာလုံးလို့ဟုတ်လားအဲ့ဒါနဲ့ကန်းဆောင်တက်ကမင်းမှာချစ်ချင်းကြောင့်ပင်ပန်းနေပြီဒါကြောင့်ဒီချစ်ချင်းနေရော့တော့သူ့ကိုဘယ်လိုလုပ်မလဲဆိုတော့ကန်းဆောင်တက်ကမြင်တာကိုဗျမြင်တော့ရှင်ကလေး မင်းကသာမင်းရဲ့ရှင်မလေးကိုလွန်ဆွေးပြီးတော့ချစ်ချင်းနဲ့မင်းပင်ပန်းနေတာမင်းရှင်မလေးကဘဝပြောင်းပြီးတော့လေဟောဒီပင်လေကိုရှောက်တဲ့နတ်မင်းကြီးရဲ့နတ်မိဖုရားဖြစ်နေတယ်ဗျာလို့ပြောတယ်တကယ်လည်းဖြစ်နေတဲ့အဲ့ဒါနဲ့ကန်းဆောင်တတ်ကဒီရှင်လေးရဲ့ချစ်ချင်းတရားတွေရော့ပြီးတော့တတ်တာပါစီတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့သူ့ရဲ့တကိုးနဲ့ပင်လေဆောင်နတ်မင်းကြီးနဲ့ရှင်မလေးကတေလို့ဖြစ်နေတဲ့ပင်လေဆောင်နတ်မင်းကြီးရဲ့မိဖုရားကိုတကိုးနဲ့ပြပြတော့ရှင်လေးကမော့ကြည့်ဟောကြည့်စမ်းသူမကိုအမှတ်မရတော့ ငါကတော့သူ့ကိုတွေးဖို့အတွက်ရည်ရည်ခမ်းအောင်ကြိုးစားနေရ။ပိတ္တရဲ့ချစ်ချင်းကနေမုံချင်းကိုတောက်လျှောက်ရောက်သွားတာ။ဒါကြောင့်ဦးစင်းကတစ်ခါတစ်ခါစဉ်းစားကြည့်တယ်။ချစ်ချင်းနဲ့မုံချင်းဟာလေခိုးဘက်နဲ့ဒီဘက်နဲ့ကတ်နေတယ်လို့ပဲလှည့်လိုက်တာနဲ့တစ်ခါတလေအင်မတန်မြန်တယ်။မြစ်တာနဲ့ချစ်တာကိုဆိုးလို့တာမဟုတ်ဘူးနော်တရားကြီးဒီမိုက်မြ။နော်တဏှာလောဘနဲ့ချစ်တယ်ဆိုတာကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်တည်းမုံတော့တာပဲ။ချစ်တယ်ဆိုတာကလည်းခက်တော့ခက်ကြီးဗျ။ တည်တည်ချာချာစဉ်းစားကြည့်မှအဲ့ဒီလူကိုချစ်တယ်ဆိုအဲ့ဒီလူကိုချစ်တာမဟုတ်ကိုကိုကိုချစ်တာကိုကျင်နှံ့မှုရဖို့အတွက်အဲ့ဒီလူကိုမျက်စိအောက်ကအပြောင်းမခံနိုင်တာဒါပဲဒါကိုအိမ်ကြရင်တော့လေအကြည်လေစဉ်းစားကြည့်အောင်ပေါ့လေဒါကဥစဉ်ကအတူချုပ်ပဲပြောရတာတရားအဓိပ္ပာယ်တွေပြောရအောင်မှာထားတော့ချစ်ချင်းအကြောင်းတိကာချက်နေတရားကပြီးမှာမဟုတ်ဟုတ်လားအဲ့တော့အဲ့ဒီချစ်ချင်းကိုဟိုဘက်လှည့်လိုက်တော့မုံချင်းဖြစ်သွားတယ်အဲ့ဒီမှာငါကသာသူ့ကိုလွမ်းနေရတာသူကကြည်ပါအောင်ဆိုတော့အလိမ့်လိုက်အလိမ့်လိုက်တက်လာတဲ့ဒေါသက အဲ့ဒါနဲ့မသူကညံလဲကောင်းတယ်သိလားတောက်လျှောက်အဖြေကထွက်တယ်ဒေါသအားလျော်ဆိုတာဘာလို့တုံဆိုတော့ကမ္မောတက်တဲတွေကိုလက်ကလေးနဲ့ကုတ်ရှင့်ရဲ့လက်ကလေးသေးသေးလေးနော်လက်ကလေးနဲ့ကုတ်ပြီးတော့သမှုတရားရည်တဲ့ကိုပြစ်ချင်ခဏနေကမ္မောတက်တဲလေးကိုကုတ်ပြီးတော့ရည်တဲ့ပြစ်ချင်အဲ့ဒါနဲ့ကန်းဆောင်တက်ကဟာနေအောင်မင်းဘာဖြစ်ပြန်တာတော့သောသောကရေကိုအမိနဲ့ခတ်ပြီးတော့ဆဲတယ်နော်အခုသဲကိုလက်နဲ့ကုတ်ပြီးတော့ပင်လယ်ထဲထည့်တယ်နော်မင်းဘာဖြစ်ပြန်ပြီတော့ သူတို့ကိုမမြင်နိုင်ဘူးတဲ့မမြင်ချင်ဘူးတဲ့မမြင်ချင်ရင်သူတို့ရဲ့တရားဒီရည်တွေပျောက်သွားမှဖြစ်မယ်။ဒါကြောင့်ဒီရည်တွေပျောက်သွားအောင်သဲတွေနဲ့ဖုံးပြစ်မယ်တဲ့။မုံချင်းမှလည်းအစွမ်းတက်တိတွေရှိတယ်နော်။ဟုတ်လားတကယ်ကြီးမိုက်မြ။ချစ်ချင်းမှလည်းအစွမ်းတက်တိတွေရှိတယ်။နှစ်ခုသောအစွမ်းတက်တိတွေတတ္တဝါကိုပင်မအောင် လုပ်နေတာရှိပဲ။ဒါလေးကိုမြင်စေချင်တာ။မုံလည်းမသက်တာ။ချစ်လည်းမသက်တာ။ ချစ်ချင်းမုန်းချင်းကလွတ်တဲ့လူသားရင်သတ္တတယ်။မေတ္တာနဲ့မဆိုင်ဘူးနော်မေတ္တာကဒါနဲ့ဘာမှမဆိုင်ဘူးရှင်နဲ့ရေလို့ကွာတယ်တခြားသည်မေတ္တာဆိုတာသူ့အတွက်ချစ်ချင်းဆိုတာကိုယ့်အတွက်ဟင်းဒီကကြီးမအဲ့ဒါတော့ကိုကွာတယ်မေတ္တာဆိုတာသူတို့ကောင်းရင် ပြီးတာပဲချစ်ချင်းကအဲ့လိုမဟုတ်ဘူးကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်တည်းထင်ဟိုတတဝါတွေအချင်းချင်းချစ်လာပါတယ်ဆိုတော့မိခင်ဖခင်တွေတောင်းလေသူတို့စိတ်နဲ့မတည့်တော့အမွေပြတ် ်ထည့်ဘူးလားတရင်သားတဲ့ကိုထည့်ပါတယ်ဗျာဘာဖြစ်သွားတာတော့မုံသွားတာမုံတာမှဘလောက်ထိမုံတော့မင်းမြန်စုံစမ်းခြင်းသီးခံပါဟုတ်လားမပြောတော့မပြောချင်တော့ဘူးပေါ့လေငကိုတုံးကချစ်လိုက်တာချစ်လိုက်တာဟုတ်လားအမွေပြက်ကျင်ညာဝင်နေအားမရလို့ဗါတဲ့တုံးမင်းမြန်စုံစမ်းခြင်းသီးခံပါတဲ့အဲ့တော့ချစ်ချင်းတွေကစိတ်ချရသလားမချရဘူးဗျမေတ္တာကမှစိတ်ချဟုတ်လားအေးအဲ့ဒီတော့ချစ်ချင်းဆိုတာတတ္တဝါတွေကိုအင်မတန်ပူလောင်စီလို့ ုဒီနေ့ကဥစဉ်ရဲ့ညီတစ်ပါးဥဒေဝင်ကဥစဉ်ကိုပြောပြတယ်မကွေးမြို့မှာတဲ့သူ့တက္ကမကြီးတယောက်ထမိုးတဲနေရင်တဲ့ကလေးတယောက်ကိုကားတိုက်တယ်ဆိုလမ်းကကြားကလေးတယောက်ကားတိုက်တယ်ထမင်းအချက်မပြတ်ဘူးဩကလေးတယောက်ဆော့တဲ့ကလေးနေမှာဗောဩဟုတ်လားဒီလောက်ပဲခဏနေတော့တရင်ကရောက်လာတယ်ခမရသားလေးအဲ့ဒါခမရသားလေးလို့ပြောတော့ဟာတကာတဲ့ခေါင်းကြီးကိုတင်းတောင်းလောက်ရှိလာတယ်တဲ့ ဟင်ဒကာကြီးမိုက်မရစောစောတုန်းကလည်းဒီကလေးပဲနော်အဲ့ဒီကလေးကားတိုက်တယ်ဆိုတော့ဘာဖြစ်တုံးဘာမှမဖြစ်ဘူးထမင်းချက်မပြက်ဘူးစကားပြောမပြက်ဘူးခမရသားလေးလို့ပြောလိုက်တာနဲ့ခေါင်းကြီးကတင်းတောင်းလောက်ဖြစ်သွားတယ်ဘယ်သူကနှိပ်ဆက်တာလဲအဲ့ဒီချစ်ချင်းပါပဲ။